မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းနမောင်မြို့နယ်တပ်ဝန်ရွာကပြူစောတိများကိုဝင်ရောက်တိုက်ခတ်ရာပြူစောတိခေါင်းဆောင်ဘိုးထွန်းအပါဝင်၅ဦးသေဆုံးပြီးတော့လက်နက်ရှစ်လက်ကိုတိတ်ဆိတ်ရရှိကာကားတစ်စီးကိုဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တဘာလ၄ရက်နေ့မနက်9:30မိနစ်မှာနမောင်မြို့နယ်တပ်ဝန်ချေးရွာကပြူစောတိခေါင်းဆောင်ဘိုးထွန်းနဲ့ပြူစောတိများကိုတရက်ခရိုင်အမှတ်၃ငပြေမတိုက်ရင်ရဲ့ မြေပြန့်ကြားတက်ခွဲကဥဆောင်ပြီးတော့မဟာမိတ်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာထိတွေ့တိုက်ပွဲမိနစ်40ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာပြူစောတီခေါင်းဆောင်ဘိုထုံးအပါဝင်ပြူစောတီ9ဦးတိတ်ဆုံးပြီးတော့ point 22လက်လုပ်ပစ္စတိုတန်တက်တလား M1 ကာပိုင်တန်တက်9လက်ကာပိုင်ကြီး65တောင်းပြောင်းချောတန်တက်နှစ်လက်ပြောင်းချောကြီး30တောင်းလက်ပြဘုံနှလုံးငွေသားတသိန်းချံစစ်ဝတ်တစားများဖုန်းလေးလုံးနဲ့စစ်မှုန်ဆောင်အုပ်တုပ်တို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ် နတ်မောင်တောက်ဝံကြီးရွာကပြူစောတိခေါင်းဆောင်ဘိုးထုံးနဲ့ပြူစောတိတွေကိုကျွန်တော်တို့တရက်ခရိုင်အမှတ်တော့ငပြေမတက်ရင်ရဲ့မြေပြန့်ကြားတက်ခွဲကဥဆောင်ပြီးတော့မဟာမိတ်တပ်ဖွဲ့တွေနဲ့ဝင်းရောက်စီးနှင်းပြီးတော့တိုက်ခိုက်ခဲ့တာပါ ထိတွေ့တိုက်ပွဲမိနစ်40ခန့်ဖြစ်ပွားခဲ့ပါတယ်ပူစောဒီခေါင်းဆောင်ဗိုလ်ထုံးအပါအဝင်ပူစောဒီ9កောင်တင်ပြီးတော့လက်နက်တွေကိုလည်းတင်စီရရှိခဲ့တယ်လို့ငပြေမပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုတရက်ခေယအမတ်3ငပြေမတိုက်ရင်ရဲ့မြေပြန့်ကြားတပ်ခွဲကဥဆောင်ပြီးတော့ရေနံကျောင်းဘက်ကပါမင်းမှုခေယစစ်ဌာနပြည်သူ့လုံခြုံရေးတပ်ဖွဲ့6 Revolutionary Army CRA နဲ့ဒေါင်းစစ်တီပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်ဒီမော့ဆုံမြို့နယ်ပတိုငံရွာတိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်30နီးပါးတေဆုံးပြီးတော့လက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ၂ရက်နေ့ကဒီမော့ဆုံမြို့နယ်နဲ့ဖရူဆိုမြို့နယ်အဆက်ထိုလီပလန်ရွာနဲ့ပတိုငံရွာဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကရင်ပြည်တော်လှန်ရေးတပ်ပေါင်းစုကတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30နီးပါးတေဆုံးပြီးတော့အများပြားဒဏ်ရာရရှိကစစ်ကြောင်းပြလဲဆုတ်ခွာသွားတယ်လို့သိရပါတယ် ဒီမော့ဆိုမြို့နယ်နဲ့ဖရူဆိုမြို့နယ်အဆက်လို့ပြောမှာပေါ့ဒီမော့ဆိုအောက်နားသေးတောင်နားလေးမှာပါထိတွေ့မှုဖြစ်တာကထိုလီပလန်နဲ့ပတောငန်ဆိုတဲ့ရွာမှာဖြစ်တာပါရန်သူဘက်ကအသေးပြောက်ကတော့အယောက်20နဲ့30ကြားမှာရှိတယ်ပြည်စည်းတချို့ကိုလည်းတိတ်စီရမိတာရှိပါတယ်ဒါပေမဲ့တပ်ပေါင်းစုတွေကထုတ်ပြန်ကြေညာချက်တွေမထွက်လာသေးပါဘူးပြီးတော့ကြာဆုံးသွားတဲ့ရဲဘော်3ဦးရှိတယ်ရန်သူတွေကတော့မနေ့ကပြန်ဆုတ်သွားပြီလို့ ကယန်နက်ရှင်နယ်အာမီ KNA ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုကယင်ဒီတော်လိုင်းတပ်ပေါင်းစုကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ရှမ်းတောင်ကယင်ဒီစစ်တိုင်းဒေသတိုက်ရင်တစ်၁၃၉ကရဲဘော်တအူကယင်ဒီအမျိုးသားများကာကွယ်တပ် KNDF ကရဲဘော်တအူနဲ့ကယန်နက်ရှင်နယ်အာမီ KNA တပ်ဖွဲ့ကရဲဘော်တအူစုစုပေါင်းတော်လိုင်းရဲဘော်၃ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ကကယင်ဒီပြည်အတွင်းကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေပြီးတော့ဩဂတ်စ၁၅ရက်နေ့မှာဒီမော့ဆိုမြို့ပေါ် area များကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့က မြို့ပေါ်မှာတပ်ဆွဲထားတယ်လို့ KNEC ရဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်။ စစ်ခွေးတက်ကကရင်နီပြည်မှာမြေပြင်စစ်ကြောင်းထုံးမှုများတာမကပဲလေကြောင်းတိုက်ခိုက်မှုများကိုတဟုံတို့လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ကရင်နီပြည်မှာနေရောညပါကင်းထောက်လေရင်များပြန်ဝဲလျက်ရှိပြီးတော့ဒီမော့ဆိုဖရူဇိုမျိုးနယ်များမှာမကြာခဏဆိုသလိုဒရုန်းများနဲ့ဘုံကျဲခြင်းလေကြောင်းတိုက်ခိုက်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့ကရင်နီစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တခြားတစ်ဖက်မှာလည်းတိုက်ပွဲများကြောင့်စစ်ပေးဆောင်ပြည်သူများစွာဟာဒီမော့ဆိုမျိုးနယ်အတွင်းကနေထွက်ခွာနေကြရပြီးတော့စစ်ရေးအခြေအနေဟာလည်းဆက်လက်ပြီးတော့တင်းမာနေတယ်လို့သိရပါတယ်။ စစ်ခွေးတပ်ကဒီမော့ဆိုမြို့ပေါ်အေရီယာကိုအဓိကအခြေပြုထားပြီးတော့တော်လန်ရေးတပ်တွေကလည်းမကြခဏဆိုသလိုတွားရောက်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗျ။စစ်ခွေးတွေနဲ့စစ်ဆိုင်ထားတာကအရန်ကိုနှီးကပ်တယ်။ဒီကောင်တွေကဘလောက်ပဲမြို့ကိုထိန်းချုပ်တယ်လို့ကြေညာထားပေမဲ့လည်းသူတို့ကိုယ်တိုင်လည်းဂရုချင်းတွေကနေမထွက်ရဲပါဘူး။တကယ်ကဒီမော့ဆိုမြို့ရဲ့အေရီယာဆိုတာကမြို့ပြကြီးဖြစ်နေတာကြားပြီးဆိုတော့သူတို့လည်းတိန်းတာတိန်းတာဒီကောင်တွေစစ်သားတွေကိုယ်တိုင်နေစရာမရှိဘူး။ကျွန်တော်တို့လည်းအချိန်မရွေးဝင်ပစ်လို့ရတဲ့အနေထားပါ။ အင်းအားလုံးရင်းနဲ့စစ်ကြောင်းထုတ်လိုက်ရင်စစ်ရေးအရဆုတ်တက်လောက်ရတာကတသက်လုံးနယ်မြေဆုံးရှုံးသွားတာမဟုတ်ဘူးအခုလဲဒီကောင်းနေအခုတတိဒီမော့ဆိုတမြွတ်နယ်လုံးကိုမသိမ်းနိုင်သေးပါဘူးလို့ကရင်နေစစ်ရေးသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာအခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့သခိုင်းငလျင်ကြီးကြောင့်အိုအိမ်တွေပျက်စီးသေးချေအတိဒုက္ခရောက်ခဲ့ရတဲ့ငလျင်ဘေးသင့်တဲ့ပြည်သူများအတွက်နိုင်ငံတကာကလှူဒါန်းထားတဲ့အမိုးအကာတာပေါ်လင်စားနဲ့ရွက်ပြင်တဲများကိုအကြမ်းတ်စစ်ခွေးတပ်ကပြည်သူများကိုဖြန့်ဝေခြင်းမရှိဘဲအခြားသောနေရာတွေမှာအတုံးချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာနေထိုင်ကြတဲ့ပြည်သူတို့ချို့ကသတင်းဌာနများကိုဆက်သွယ်ပြီးတော့ စစ်တပ်ကငလျင်ဘေးဒင်းနဲ့ပြည်သူများအထွတ်လှူဒန်းထားတဲ့အမိုးအကာများတာပေါ်လင်စများနဲ့ရွက်ပြင်တဲများကိုအများပြည်သူနဲ့မိတို့မှသက်ဆိုင်ခြင်းမရှိတဲ့နေရာများမှာအသုံးပြုနေတယ်ဆိုပြီးတော့သတင်းပေးပို့လာကြပါတယ်လက်ရှိမှာနေပြည်တော်မှာရှိတဲ့ ဥပနတန်တိဇေဒီတော်ပြုပြင်ရေးအတွက်စစ်အင်ဂျင်နီယာတိုင်ရင်းများကဥဆောင်ပြီးတော့လှုပ်ဆောင်နေပြီးအဲ့ဒီပြင်ဆင်ရေးလုပ်ငန်းများမှာငလျင်ဘေးတင်တဲ့ပြည်သူများအထွတ်လှူဒန်းထားတယ်အမိုးအကာတာပေါ်လင်စားနဲ့ရွက်ပြင်တဲများကိုစစ်ခွေးတက်ကထုတ်သုံးနေတယ်လို့နေပြည်တော်ကပြည်သူများကရှင်းပြထားပါတယ်နိုင်ငံတကာကအိုးအိမ်မဲ့သွားတဲ့ပြည်သူတွေနေထိုင်ဖို့ဆိုပြီးတော့လှူဒန်းထားတဲ့အမိုးအကာတွေကိုဥပနာတန်တိဇေဒီရင်းပြင်းတော်တစ်ခုလုံးမှာတုံးထားတာကိုတွေ့ရပါတယ်။ဖျားရင်းပြင်းတော်ကြောက်ပြားတွေ ်ပြန်ခွာတာကတ်တာနဲ့ဇီဒီတော်ပြုတ်ပြင်ရေးမှာတုံးနေတာပါတကယ်တော့အဲ့ဒီအမိုးအကာတွေကပြည်သူတွေကိုပေးရမှာပါမပေးဘဲနဲ့တလွဲတုံးနေတယ်လို့မြင်ပါတယ်လို့နေပြည်တော်ကပြည်သူတို့ကသတင်းပေးပို့တိုက်ကြားထားပါတယ်ဒါအပြင်စစ်အင်ဂျင်နီယာတပ်ရင်းတချို့ကတာဝန်ယူပြီးတော့လှုပ်ဆောင်နေတဲ့လမ်းပြုတ်ပြင်ရေးလုပ်ငန်းများမှာလည်းငလျင်ဘေးသင်းနဲ့ပြည်သူများအတွက်လှူဒန်းထားတဲ့ရွက်ပြင်တဲများကိုလမ်းလုံသားများနဲ့စစ်အင်ဂျင်နီယာတချို့ကအတုံးပြုတ်နေတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်အလားတူပဲမက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် ဝင်ကြီးဌာနအဆောက်အအုံများပြန်လည်ပြင်ဆင်မှုများရှိနေရာအခုလိုမျိုးပြင်ဆင်ရေးလုပ်ငန်းများမှာလည်းအများပြည်သူတွေအတွက်လူတန်းထားတဲ့တာပေါ်လင်စများရွက်ပြင်တဲများနဲ့အမိုးအကာများကိုကာယံအသုံးပြုမှုများမြင်တွေ့ခဲ့ရတယ်လို့နေပြည်တော်ဝန်ထမ်းအတိုင်းဝိုင်းကပြောဆိုထားပါတယ်အခုနှစ်မက်စလာ28ရက်နေ့ကပြင်းအား9.8အဆင့်ရှိတဲ့သခိုင်းငလျင်ကြီးလှုပ်ခတ်သွားခြင်းကြောင့်မန္တလေးသခိုင်းအပါအဝင်မြန်မာနိုင်ငံအလဲပိုင်းကမျိုးကြီးများမှာပြည်သူအယောက်4000နီးပါးတေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖက်စစ်တပ်ခံဘကိုးတိုင်းဝင်းကြီးချုပ်မျိုးစွေဝင်းကဘကိုးမြို့မှာရှိတဲ့ကြေးရွာရက်ွက်အုပ်ချုပ်ရေးမှူးများနဲ့ပြူစောတီခေါင်းဆောင်များကို တဦးကိုမြေခွက်တခွက်စီချပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ2ရက်နေ့မှာဘကိုးတိုင်းဝင်ကြီးချုပ်မျိုးဆွေဝင်ကိုတိုင်းခြေရွာရက်ကွက်အုပ်ချုပ်ရေးမှူးများပြူစောတီခေါင်းဆောင်များကိုတွေ့ဆုံခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်လုံခြုံရေးတည်ငြိမ်အေးချမ်းရေးတို့မှ၎င်းတို့ရဲ့ပါဝင်ဆောင်ရွက်မှုများအတွက်ကျေးဇူးတင်တဲ့အနေနဲ့ဘကိုးတက္ကသိုလ်ပတ်ဝန်းကျင်မှာရှိတဲ့တိုင်းအစိုးရစီမံခန့်ခွဲခွင့်ရရှိထားတဲ့မြေတွေတဲကတဦးကိုပေ40 60မြေခွက်တခွက်နှုံးနဲ့106ခွက်ချပေးထားခဲ့တယ်လို့သိရပါဗါတယ်။ ဘကိုးကောလိပ်ဘက်မှာမြေလို့မြေရိုင်းမြေတွေရှိပါတယ်အဲ့ဒါတွေကတိုင်းအစိုးရပိုင်ဆိုင်ခွင့်ရထားတာအဲ့ဒီမြေဧကတွေတဲက106ကွက်ကိုအုပ်ချုပ်ရေးမှုတွေကိုပေးတယ်နောက်ပြီးတော့စားနဲ့ရိတ်ခါနဲ့ကြက်ဥတွေပါပေးတယ်ပြည်သူစစ်တွေနဲ့အုပ်ကြီးတွေအကုန်ရကြတာလို့ထွေးဥသတင်းအရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင်ဘကိုးတိုင်းဝန်ကြီးချုပ်ကအုပ်ချုပ်ရေးမှုများနဲ့ပြူစောထီးများကိုလာမဲ့ရွေးကောက်ပွဲကာလနဲ့ရွေးကောက်ပွဲအလုံးကာလများမှာလဲနိုင်ငံတော်အတွက်တာဝန်ကျေပွန်စွာအလုပ်လုပ်ပေးကြရန်လိုအပ်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ဘကိုးတိုင်းဝန်ကြီးချုပ်မျိုးစွေဝင်းဟာ စစ်တပ်အရာရှိဟောင်းတုံးဖြစ်ပြီးတော့ရဲတပ်ဖွဲ့မှလည်းဒူရဲချုပ်တစ်အထီတာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်ကစစ်အာဏာသိမ်းပြီးတဲ့နောက်မင်းအောင်လှိုင်ကဘကိုးတိုင်းဝန်ကြီးချုပ်အဖြစ်နဲ့ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကျွန်းလာမြို့နယ်ရွာကုန်းကြီးရွာအနီးကိုစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိရဲနဲ့လေရင်များနဲ့ဘုံကျဲချခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ2ရက်နေ့ည8:00နာရီကအချိန်မှာသကိုင်းတိုင်းကံဘလူခရိုင်ကျွန်းလာမြို့နယ်ရွာကုန်းကြီးရွာအနီးကိုအချက်ဘတ်စစ်တပ်ရဲ့ဒရအူးဘက်ကနေတက်လာတဲ့ဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနှလုံး Y12 လေရင်နဲ့ဘုံ28လုံးကျဲချခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲမဖြစ်ဘဲနဲ့ကျဲချသွားတာပါပြည်သူတွေထိခိုက်မှုတော့မရှိပါဘူးလို့ကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတာဝန်ရှိသူကပြောကြားထားပါတယ်အကြမ်းဖက်စစ်ခွေးတပ်ဟာကမ်ဘလူခရိုင်အတွင်းစစ်ကြောင်းထုံးမှုများဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဩဂတ်စ်လ31ရက်နေ့မှာလဲဦးကင်းကြီးရွာနဲ့နှောကုန်းရွာဘက်ကို drone နဲ့ဘုံများချခဲ့တဲ့အပြင်ပုံနာကြီးရွာကစစ်ပေးရှောင်းဇနီးမောင်နှံနှစ်ဦးကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။စစ်ရှောင်းတဲ၄လုံးကိုလည်း စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ကျွန်းလကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကသတင်းပေးပို့ပြောကြားထားပါတယ်။အလားတူပဲဒီကနေ့စက်တဘာလ၄ရက်နေ့မနက်10:45မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ TNL သိမ်းပိုက်ထားတဲ့ကြောင်မင်းမြို့နယ်ပန်ကွန်ချေးရွာဖုန်ကြီးကျောင်းကိုလည်းစစ်ခွေးတက်ကလေရင်နဲ့ပေါင်250ဘုံနှလုံးကျဲချသွားတယ်လို့သိရပါတယ်။အခုလိုဘုံကျဲချမှုအတွင်းမှာပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။ဒီမနက်ဘုံကျဲတာက ရွာရဲ့ဖုန်ကြီးចောင်းသားကိုကျဲသွားတာလူထိခိုက်မှုတော့မရှိဘူးចောင်းမဲမှာကတော်တော်များများစစ်ပေးရှောင်နေကြပြီအိမ်ဆောင်နေတဲ့သူတချို့ ਨੇ မပြေးပဲနဲ့ဘာပဲဖြစ်ဖြစ်နေမယ်ဆိုတဲ့လူတွေလောက်ပဲကြံတာပါလို့ចောင်းမဲမြို့က Pride အဖွဲ့ဝင်တအူးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အခုညီတောင်းကျင်နာလေးကတော့နိုင်စင်တဲ့အများ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြေတားရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ နေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတပ်ခရိုင်မှာတရားမဝင်မြန်မာအလုသမား82ဦးဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ3ရက်နေ့မနက်ပိုင်းကထိုင်းနိုင်ငံ တခရိုင်အတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားအလုသမား82ဦးကိုတင်ဆောင်လာတယ်။အလုံပိတ်ကားနှစ်စီးကိုထိုင်းအာဏာပိုင်များကကြားဖြတ်ပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကားနှစ်စီးထဲမှာမြန်မာနိုင်ငံသား82ဦးလိုက်ပါလာပြီးတော့၎င်းတို့ထံမှာဘာအထောက်အထားမှမရှိဘူးလို့သိရပါတယ်။ထိုင်းနိုင်ငံသားရင်းမောင်း2ဦးကိုလည်းဖမ်းဆီးရရှိခဲ့ပြီးတော့အခုလိုမျိုးမကြာခဏဆိုသလိုလူတဲယူမှုများလှုပ်ဆောင်ခဲ့ဘူးတယ်လို့ရင်းမောင်းများကဝန်ခံခဲ့ကြပါတယ်။ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်မြန်မာများကိုတဲယူရန် ဒဂျိန်ကိုရင်းမောင်းအနေနဲ့ထိုင်းဘန်ငွေတထောင်ရရှိတယ်လို့ဝန်ခံထားပါတယ်လက်တလုံးမှာမြန်မာနိုင်ငံသား82ဦးနဲ့ရင်းမောင်း2ဦးကိုတရားဥပဒေနဲ့အညီအမှုဖွင့်ပြီးတော့ရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်အလားတူပဲ ထိုင်းနိုင်ငံချင်းမာမြို့မှာရှိတဲ့ Warrior Rock ဈေးကိုထိုင်းလာဝကအဖွဲ့ကတွားရောက်ပြီးတော့စစ်ဆေးရမှာဈေးရောင်းခွင့်မရှိဘဲနဲ့ဈေးရောင်းနေကြတယ်မြန်မာအလုံသမား6ဦးကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲထိုင်းနိုင်ငံဖူကတ်မြို့မှာစိုင်းလုပ်ငန်းလိုင်စင်နဲ့လုပ်ခွင့်မရှိဘဲနဲ့မြန်မာစားတောက်ဆိုင်ဖွင့်လှစ်မှုကိုထိုင်းအာဏာပိုင်များကဝင်ရောက်ပြီးတော့ဖမ်းဆီးခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ